တဖက်မှာလည်းတရုတ်ကနေပြီးတော့ election ကိစ္စအောင်တော်တယ်ဒါပေမဲ့အာဆီယံရဲ့ big brother လို့ခေါ်တဲ့အကိုကြီးအင်ဒိုနီးရှားကဂျကာတာနေပြီးတော့ကိုယ်စလေ၃ငါးလှုပ်ပြီးတော့ဗားနေတွန်းခဲ့တယ်လေကျွန်တော်တို့ grade မတရသေးဘူးဒါပေမဲ့2008 2009 2009ကာလတွေမှာတော့အင်ဒိုနီးရှားပဲအဲ့လိုပဲဒုတိယဗိုလ်ချုပ်ကြီး level ဟလာ SBY အဲ့တော့သမရရဲ့ကိုယ်စလေကိုလှုပ်ပြီးတော့အဲဗိုလ်ချုပ်မူကြီးတန်းရွှေနဲ့တွေ့ဆုံခိုင်းတယ်ဒီမိုင်းမှာအပြောင်းလဲတွေ လောက်ရမယ်ဆိုတော့ပြောကြတာမျိုးရှိပါတယ်ဆိုတော့အဲ့ဒါလည်းစိတ်ဝင်စားဖို့တင်မှာပါလာလို့ကျွန်တော်ထင်တယ်ဒါအပြင်မကြိုက်သေးခင်ပဲဘန်ကောက်မှာအရင်တော့ကညဉ့်ညဉ့်ကြီးကိစ္စတွေမှာအဓိကပါဝင်ခဲ့တဲ့ chief negotiator လို့ခေါ်တဲ့ဝင်းကြီးဟောင်းအရင်တော့ဝင်းကြီးပေါ့နော်ဦးသိန်းစိန်လက်ထက်မှာလုပ်ခဲ့တဲ့ဝင်းကြီးဟောင်းဦးအောင်မင်းကိုယ်တိုင်ကဟလာဘန်ကောက်ကိုလာတယ်ဆွေးနွေးပွဲတွေလုပ်တယ်ထိုင်းနဲ့တွေ့တယ်မြန်မာပြည်မှာရှိတဲ့ EAO ဝီအာတို့ချို့နဲ့တွေ့ဆုံစကားပြောတယ်ဆိုတဲ့တဲ့င်းတွေထွက်လာခဲ့တဲ့အချိန်ဖြစ်ပါတယ်ဆိုတော့ ကျွန်တော်မေးချင်တာတကယ်ပဲကျွန်တော်တို့ကျွန်တော်တို့ပြောနေတဲ့ညီညာရေးတွေဖြစ်မလားမလားရွေးကောက်ပွဲတွေဖြစ်လာမလားဒါမှမဟုတ်ခုနကိုကျွန်တော်ပြောသွားတဲ့စေပိရိပက္ခတွေပို့ပြီးကျေပြတ်လာမလားပေါ့နော်ဆိုတော့အဲ့ဒါတွေကိုညီရမယ်ကျွန်တော်ထင်တယ်